โอเคအားလုံးပဲမင်္ဂလာပါကိုအောင်တောင်ကြီးတိတော့ channel မှာပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်โอเคကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထူတာအကျိုးပြုဘက်ကနေရက်တည်ပြီးတော့အနည်းဆက်ဆုံးနဲ့ကြေးအအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးနေတကွာတင်ဆက်ပေးနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and follow လေးနဲ့အသေးလေးနှိပ်သွားပေးလို့ရပါတယ်เนาะโอเคဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ကတော့ကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ပွဲကောင်ပွဲစဉ်လေးမပြောခင်မှာကျွန်တော်မင်းညကကျွန်တော်ရဲ့စိတ်ကြိုက်တဲ့ပွဲကောင်အနေနဲ့ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်လေးမှာဆိုရင်နော်ဝေးနဲ့အက်စတိုးနီးယားတို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီနော်ဝေးဘော်ဒီနဲ့ နော်ဝေးကိုပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်ဗျကိုရလက်အနေနဲ့ကဒီ41ဆိုတဲ့ရလက်မျိုးထွက်ပေါ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနော်ဝေးဘော်ဒီကလည်းအပြည့်အနိုင်ရရှိခဲ့ပြီးတော့ကိုပေါင်းအပေါ်ဆိုတာလည်းဒီအပြည့်စားဆိုတဲ့ရလက်မျိုးထွက်ပေါ်ခဲ့တဲ့အတွက်ကျွန်တော်ရဲ့ဒီ TikTok fan ယူကိုတွေဆိုရင်လည်းအပြည့်ရချမ်းမယ်လို့ ကျွန်တော်ကမျော်လင့်မိတယ်။နောက်ပြီးကျွန်တော်ရဲ့ Telegram ကို join ထားတဲ့ညီကိုတွေကျွန်တော်စီမှာလည်းအကောင့်ဖွင့်ဆော့ကစားတဲ့ညီကိုတွေဆိုရင်လည်းအားလုံးရကြလိမ့်မယ်လို့ကျွန်တော်ကမျော်လင့်နေပြ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ဒီ VIP channel လေးမှာဆိုရင်လည်းကျွန်တော်စိတ်ချိုက်နှစ်ပွဲကောင်းရွေးချယ်ပေးခဲ့တဲ့နှစ်ပွဲစလုံးကဒီရာနှုန်းပြည့်အနိုင်ရရှိတယ်။ကျွန်တော်ရဲ့ဒီ free mount duel လေးမှာဆိုရင်လည်းလေးတင်းမောင်းကက်လေးမှာဆိုရင်လည်းလေးတင်းစလုံးကလုံးဝရာနှုန်းပြည့်အနိုင်ရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စီမှာအဲကျွန်တော် Telegram ကို join ထားတဲ့ညီကိုတွေဆိုရင်တော့ရလက်ကောင်းနေတဲ့တော်တော်လေးကိုအနိုင်ရလက်တွေထွက်ပေါ်လိမ့်မယ်လို့ကျွန်တော်ကမျော်လင့်မိတယ်နော်။ ဒီနေ့ညမှာဆိုရင်လည်းဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်တည်တည်ချာချာလေးကိုရွေးထုတ်ပေးထားပါတယ်ဗျ။ fan ပေါ် TikTok ကညီကိုတွေဆိုရင်ကျွန်တော်စီမှာလာရောက်ကောင်းပွဲဆော့ကစားလို့ရတယ်။ဘလုံးပွဲနဲ့ပတ်သက်ပြီးကျွန်တော်စီမှာလာရောက်ကောင်းပွဲဆော့ကစားတဲ့ညီကိုတိုင်းကိုကျွန်တော်ကကျေးဇူးတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီ VIP နေ့စဉ်နေ့တိုင်းတပွဲကောင်းတွေရောဒီတပွဲကောင်းမောင်းတွေရောရွေးချယ်ပေးတဲ့ကျွန်တော်ရဲ့ဒီ VIP channel လေးနဲ့အတူကျွန်တော်ကတစ်နှစ်ပတ်လုံးကျေးဇူးတုတ်ပြန်တဲ့အနေနဲ့အဲကျွန်တော်စီမှာလာရောက်ကောင်းပွဲဆော့ကစားတဲ့ညီကိုတွေကိုကျွန်တော်ကကျေးဇူးတုတ်ပြန်တဲ့အနေနဲ့တစ်နှစ်ပတ်လုံးကျွန်တော်နဲ့အတူဒီ VIP channel ကိုအခမဲ့လက်သွဲခွင့်ပေးထားပါတယ်ဗျာ။ အဲဒါကြောင့်မလို့ကျွန်တော်ဒီမှာဒီလာရောက်ဘောလုံးဘွဲနဲ့ပတ်သက်ပြီးလာရောက်အကောင်းပွဲဆော့ကစားလို့ရပါတယ်ငွေကြေးပိုင်းမှာဆိုရင်လည်းကျွန်တော်ကိုယ်တိုင်အာမခန္ဓာဖြစ်တဲ့အတွက်ကြောင့်မလို့ယုံယုံကြည်ကြည်နဲ့ဆော့ကစားလို့ရပါတယ်အဲဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးကတော့ကျွန်တော်ဒီ Losing Band နဲ့ Germany တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒီ Losing Band နဲ့ Germany ကဒီ2026ဖိဘာကမ္ဘာဖလားဥရောပဆုံးအုပ်စု A မှာရှင်မိုင်ကစားနေတဲ့အတင်းနှစ်တင်းပဲဖြစ်တဲ့ဗျဒီအင်ရှင် Losing Band အတင်းအတီး အုပ်စုအိမ်မှာဆိုရင်၄ဘွဲ၈မိုင်ကစားထားပြီး၄ဘွဲစလုံးကိုရှုံးနေထားကရမတမမမရရှိသေးပဲနဲ့ဒီအဆင့်၄နေရာမှာယက်တည်နေတဲ့တင်းတင်းဖြစ်တဲ့နောက်ပြီးဒီလူစင်ဘတ်တင်းက FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်68နေရာမှာယက်တည်နေတဲ့တင်းတင်းဖြစ်တယ်ဗျာနော်ဒီအဝေးဝင်ဖြစ်တဲ့ဂျာမနီကတော့ဒီ FIFA ကမ္ဘာအဆင့်တက်မှတ်ချက်အရအဆင့်30မှာယက်နေတဲ့တင်းတင်းဖြစ်တယ်နောက်ပြီးသူကဒီအုပ်စုအိမ်မှာ၄ဘွဲ၈မိုင်ကစားထားပြီးအဲ၃ဘွဲအနိုင်ရရှိတဲ့ဘွဲရှုံးနေထားကရမ6မှတ်နဲ့အဆင့်10နေရာမှာအဲယာယီတက်လန်းထားတာကိုကျွန်တော်တွေ့မြင်ရတယ် အစင်းနေနေရာကဒီလူစင်ဘက်ကလည်းရမတ်ကိုမတ်နဲ့ကိုကွာချချက်ကြောင့်တာဒီကိုကွာချချက်နဲတဲ့အတွက်ကြောင့်တာဒီအစင်းနေနေရာမှာအတက်လန်းနေရာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဒီအင်ရှင်လူစင်ဘက်အတင်းကဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဆလိုဘကီးယားကိုတူးစီးဆိုတဲ့ရလန်နဲ့ရှုံးတယ်ဒီဆလိုဘကီးယားနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းသူကဒီဂျာမနီကိုအင်ကွင်းဂျာမနီရဲ့အင်ကွင်းမှာ4-0ဆိုတဲ့ရလန်နဲ့ပထမအကြော့မှာရှုံးနေထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျအဲဒီအဝေးကွင်းဖြစ်တဲ့ဂျာမနီကလည်းဒီပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီမြောက်အိုင်ယာလန်အတင်းကို အဝေးကွင်းမှာ0-1ဆိုတဲ့ရလနဲ့အနိုင်ရတယ်နောက်ပြီးဒီလူစင်ဘက်ကိုသူ့ရဲ့အင်ကွင်းမှာအဲ4-0ဆိုတဲ့ရလနဲ့နောက်ဆုံးရှင်မြန်ကလည်းနှစ်ပွဲစလုံးကိုလည်းနှစ်ပွဲစလုံးကိုအနိုင်ရလက်ထားတွေထွက်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်တာရတယ်နော်ဒီနေ့တင်းရဲ့ head to head form ကိုကြောက်ကြည့်လိုက်တဲ့အချိန်မှာဒီနေ့တင်းရဲ့ head to head form အရအဲ့နှစ်ချိန်တန်တိုင်းတွေ့ဆုံထားတာကိုတွေ့တယ်ဒီပထမတစ်ချိန်ကတော့ဒီပြီးခဲ့တဲ့အပတ်ကရှင်မြန်ထားတဲ့ ဂျာမနီရဲ့အင်ခွင်မှာ 4G ဆိုတဲ့ရလက်နဲ့ဒီအင်ရှင်လူစင်ဘက်ကရှုံးနေထားတယ်ဒုတိယအကြော့အနေနဲ့ကတော့သူကဒီ2006ခုနှစ်ကဒီဂျာမနီရဲ့အင်ခွင်မှာပဲဆက်လက်ပြီးရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ဂျာမနီရဲ့အင်ခွင်မှာဆိုရင်ဒီ 7G ဆိုတဲ့ရလက်နဲ့ကလင်းရှစ်အနေနဲ့ပြက်ပြက်တသားယူရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲနှစ်ကြော့စလုံးမှာဆိုလည်းနှစ်ကြော့စလုံးကဂျာမနီက ပဲအတာစီးနဲ့ဒီ clean sheet ပွဲစဉ်အနေနဲ့နှစ်ကြော်စလုံးကိုအနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နော်ဒီ losing ဘက်အတင်းရဆိုရင်ဒီနှစ်ရဒီအုပ်စု A မှာဆိုရင်တော်တော်လေးကိုအားနေတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်၄ဘွဲရှင်မဲ့ကစားလိုက်ပြီး၄ဘွဲစလုံးကိုရှုံးနေထားတယ်သူတို့ကတိုက်စစ်ကလည်းတော်တော်လေးကိုညံ့နေလို့မြင်မိတယ်ဒီ losing ဘက်အတင်းအားဒီအဝေးကွင်းတိုက်စစ်လည်းအားနေတယ်လို့အဝေးကွင်းခံစစ်ကလည်းတော်တော်လေးကိုအားနေတာကိုကျွန်တော်တို့တွေ့မြင်ရတယ်နောက်ပြီးသူ့ရဲ့အိမ်ကွင်းမှာရှင်မဲ့ခဲ့တဲ့ပွဲစဉ်နှစ်ပွဲစလုံးမှာဆိုလည်း နှစ်ပွဲစလုံးကိုသူကရှုံးနေထားတယ်ပထမအုံဆုံးပွဲစဉ်နဲ့ဆလိုဗကီးယားကိုသူ့ရဲ့အင်ကွင်းမှာ0-1ဆိုတဲ့ရလတ်နဲ့ရှုံးတယ်နောက်ပြီးဒီအိုင်ယာလန်အသင်းကိုသူ့ရဲ့အင်ကွင်းမှာ1-3ဆိုတဲ့ရလတ်နဲ့ဒီသူ့ရဲ့အင်ကွင်းရှင်မြိုင်မှုပွဲစဉ်နှစ်ပွဲမှာဆိုလည်းနှစ်ပွဲစလုံးကိုရှုံးနေထားတယ်ဗျအဲသူတို့ရဲ့တိုက်စစ်ကဒီ၄ပွဲရှင်မြိုင်ကစားတာပြီးတကိုးတာလင်သူတို့ရဲ့တိုက်စစ်ကဂိုးတွင်းနိုင်ပြီးတော့အခန့်စစ်ကတော့10ဂိုးတိဂိုးပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျအဲတိုက်စစ်ပိုင်းမှာလည်းအားနည်းတယ်လို့ခန့်စစ်ပိုင်းကလည်းတော်တော်လေးကိုအားနည်းချက်တွေနဲ့ ဖြစ်နေတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဒါကြောင့်မလို့ဒီနေ့ညမှာရှင်ပြိုင်မဲ့ဂျာမနီနဲ့ပွဲစဉ်မှာဆိုရင်လည်းဂိုးများများဆဆပေးရလိမ့်မယ်လို့ကျွန်တော်ကမျှော်မြင်မိတယ်နော်ဒီအဝေးခွင့်ပြတဲ့ဂျာမနီကတော့ဒီအုပ်စုအဖွင့်ပွဲစဉ်မှာဒီဆလိုဗေကီးယားကိုအဝေးခွင့်မှာတွားရောက်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တစ်ပွဲကလည်းရင်ဂျာနဲ့နောက်ထပ်ရှင်ပြိုင်ထားတဲ့၃ပွဲစလုံးကိုတော့သူက၃ပွဲစလုံးကိုအနိုင်ရလက်တင်နဲ့အနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျ ဒီဂျာမနီကလည်းအုပ်စုတွင်းမှာဒီပြက်ပြက်တသားနဲ့အဆင့်တစ်နေရာကိုတက်လန်းထားတာမဟုတ်သေးတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာရှင်ပြိုင်မဲ့ဒီလူစင်ဘက်နဲ့ပွဲစဉ်မှာဆိုတော့သူကပြက်ပြက်တသားနဲ့ဂိုးများများဆက်ဆက်တွင်းရဖို့တော့ကျွန်တော်ကတွင်းရလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီအဆင့်တစ်နေရာကဆလိုပကီးယားနဲ့ကရမဲ့တူညီနေတာဖြစ်တဲ့အကြောင်းမလို့ဒီအဆင့်တစ်နေရာနဲ့ဒီကမ္ဘာဗလာကိုတက်လန်းခြင်းနဲ့ဆိုရင်တော့ဒီနေ့ညပွဲစဉ်မှာသူက အအနိုင်ရလက်နဲ့တင်မလုံလောက်ပဲနဲ့ဂိုးမြတ်မြတ်ဆဆနဲ့ဂိုးရတလောက်တွင်းမတာလင်အုတ်စုတင့်နေရာကိုတက်လန်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာသူကတော့ဂိုးမြတ်မြတ်ဆဆတွင်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်အဲဒါကြောင့်မလို့ဒီနေ့ညမှာရှင်မြန်ကစားသွားမယ်လူစင်ဘတ်နဲ့ဒီဂျာမနီတို့ပွဲစင်မှာဆိုရင်ကျွန်တော်ကတော့ဒီဂျာမနီကဂိုးမြတ်မြတ်ဆဆတွင်းလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်နောက်ပြီးဒီနေ့ညရဲ့ပေါက်ကျင်းမှာဆိုရင်ဒီဂျာမနီကအဲ၃လုံးပြား80စားနဲ့ဂိုးပေါင်းစရာဆိုရင်လေဒီ၃လုံးပြား90ရှုံးဆိုတဲ့ဂျင်းမျိုးဖွင့်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုဂျင်းမျိုးဆိုရင်တော့အဲဒီ အဝေးခွင့်ဖြစ်တဲ့ဂျာမနီတည်င်းတဲကပဲဂိုးတွင်းလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်မိတယ်ဗျအဲဂိုးရလက်အနေနဲ့ကတော့3 z 4 z 4 1လောက်ထိသွားမယ်လို့ကျွန်တော်ကမြင်မိတယ်တစ်ဖက်အတွင်းဂိုးပြန်တွင်းမယ်ဆိုရင်တော့4 1လောက်ထိသွားမယ်လို့ကျွန်တော်ကမျှော်လင့်မိတဲ့အတွက်ကြောင့်မလို့အဲဒီ body ဈေးအရဆိုရင်တော့ကျွန်တော်ကတော့ဂျာမနီ body ကိုရွေးချယ်ပြီးတော့ဂိုးပေါင်းဈေးအရဆိုရင်တော့ကိုပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုပုံစံလေးကိုချင်းမဲစီလိုအတွေးတူတဲ့အကြိုက်တူတွေဆိုရင်ဆော့ကစားလို့ရပါတယ်။တွေးမတွင်ဘက်ကန်နိုင်ပါတယ်။ရလက်ကောင်းတွေရရှိပါစေလို့ကျွန်တော်ကစုမုံကောင်းတောင်းပေးလိုက်ပါတယ်နော်။ အဲကျွန်တော်ဒီမှာလာအကောင်ဖွဲတဲ့ညီကိုတွေဆိုရင်ကျွန်တော်ကတော့နေ့စဉ်နေ့တိုင်းတိတန့်တပွဲကောင်းလေးတွေကိုနေ့စဉ်နေ့တိုင်းရွေးထုတ်ပေးနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာလာရအကောင်ဖွဲတဲ့ညီကိုတွေကျွန်တော်ရဲ့ဒီအကောင်ဖွင့်ချင်တဲ့ညီကိုတွေဆိုရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီကျွန်တော်ရဲ့ TikTok channel လေးရဲ့ bio မှာဆိုရင်ကျွန်တော်ရဲ့ဒီကျွန်တော် Telegram link ရောဒီ Viber link ရောနှစ်ခုစလုံးကိုချပေးထားပါတယ်အဲ Viber တို့ Telegram တို့မှာလာရောက်ဟိုင်းပြီးတော့ကျွန်တော်ဒီမှာလာရအကောင်ဖွင့် software လို့ရပါတယ်ဆိုတာကိုကျွန်တော်ကတင်ကောင်းအနေနဲ့ပြောချင်တဲ့ video လေးကိုအဆုံးတက်ပြပါစီဗျာ